အရာတွေမထားကျင်သေးရင်လည်းပဲဩနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုရားကိုစိတ်ထဲအာရုံပြုရှ िख ိုးနေအဲ့စိတ်ထဲမှာကုသိုလ်လေးစိတ်ဖြစ်ဩဘဝအစကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်တာကုသိုလ်လေးနဲ့ဖွင့်ပေးလိုက်မျက်နှာလေးသိဘုရားတော်တော်ကြီးလေးကလူတွေကဒါနာကိုပတ်စံသိမ်းနဲ့တောင်းနဲ့ချီပြီးလူမှဒါနာလုပ်တယ်ထင်တာအမှန်တော့မဟုတ်ဘူးကို့အိမ်မှာဘုရားကျောင်းဆောင်မှာဟိုပဲတော်တော်ကြီးလေး ိုရေကွက်လေးတွေစေးနေတာကုသိုလ်ရတောက်တော်ရေးလေးတွေကတ်နေရင်ဟိုပဲဒါနကမြောက်နေပြီသားအရာဖះเจ้าဆောင်မှာပဲဒါနတွေလုတ်ဆရာတယ်အများကြီးပန်းလဲရင်လည်းပဲဒါနဖြစ်နေတာပဲနော်ဆုံးကတ်နေရင်လည်းဒါနဖြစ်နေတာပဲတောက်တော်ရေးလေးတွေကတ်နေတာဘာမှဟိုငွေကုန်ကြီးကြမများပဲနဲ့ကိုလဲတောက်နေဖះကိုအူဖះဖះတတ်တတ်ရရဖန်ခေါ်လေးတဲ့အောက်ကပကံများလေးခံပြီးတော့ရေကိုအပြည့်မထည့်ပဲနဲ့လက်တလုံးလောက်ခြံပြီးတော့ထည့်ပြီးတော့တောက်တော်ရေးကတ်နေရင်ဟိုပဲဖះတောက်တော်ရေးကတ်ရင်းနဲ့ကုသိုလ်ဖြစ်နေတယ် မနေ့ပိုင်းဘလောက်ပဲအလုရွှေရွှေအလုမသွားခင်အဲ့ဒါနမောတသလေးရုပ်ပြီးလို့ရှင်တရဏဂုံလေးစောက်တည်လိုက်ဘုရင်တရဏံကိစ္ဆိုင်ဓမ္မံတရဏံကိစ္ဆိုင်တန်ခါတရဏံကိစ္ဆာမသေမဘုန်းကြီးပြင်တာစိတ်မချရတော့မသေးခင်နဲ့ကိုယ့်ကိုတရဏဂုံတင်ထားလိုက်ပြီးတာဆိုတော့အဲ့ဒါဆိုရင် ကုသိုလ်ကဖြစ်နေတာဘုရားလည်းရှိခိုးပြီးတဲ့နမောတသလေးနဲ့တရဏဂုံလေးလည်းစောက်တည်ထားပြီးတဲ့ဘုရားတော်တော်ကြီးလည်းကတ်တယ်အချိန်လေးရရင်သွားရင်လာရင်တဲ့တချင်းလေးနားထောင်မဲ့အစားအော် ဧရဧဒေသာဧဝင်းချင်းမှာရှိတဲ့ကိုလုပ်ငန်းခွင်ပဲဖြစ်ဖြစ်ကိုနေရာပဲဖြစ်ဖြစ်အလုပ်သွားမယ်ဆိုရင်စစ်တရအာယုံပြီးပြီးလုပ်ငန်းခွင်နဲ့ဝင်လိုက်တာနဲ့ဧရဧဒေသာဧဝင်းချင်းမှာရှိတဲ့ပုဂ္ဂိုလ်တ attva အားလုံးမြင်ရမမြင်ရပုဂ္ဂိုလ်အပေါင်းကျွန်တော်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘေးရန်ကင်းပါစေကိုစည်ရင်ချင်းစိတ်စည်ရင်ချင်းကင်းပါစေချမ်းသာစွာမြေမြခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ပါစေဒါလေးတွေမေတ္တာလေးနဲ့ပို့တတ်တဲ့အကျင့်လေးနဲ့ဝင်သွားရင်မေတ္တာတရားနဲ့ဝင်သွားတော့လုပ်ငန်းခွင်မှာလည်းအဆင်ပြေတယ် ရမလို့ဩဒါလေးတွေကုသိုလ်စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရှိရှိအကျိုးရှိနေဖို့စင်ကိုယ်မှသာကိုယ်စိတ်ထားလေးပြင်ပြီးတော့ကောင်းတဲ့စိတ်ကလေးမွေးလိုက်လို့ရှင်ရင်အကျိုးရှိရဲ့ဘဝနေနေဖြစ်တာပဲတဲ့ဘုရားရှင်ကလေမနေ့တိုင်းအဲ့လိုလေးလို့ညအေယာဝင်ကနေလည်းဘလောက်ပဲပင်ပန်းပင်ပန်းဘုရားဥဒုံကျင်လောက်တော့နမောတတလေးရှိခိုးဥဒုံကျင်လောက်ချတရဏဂုံလေးတင်မေတ္တာလေးကုနာတစ်ချက်နှစ်ချက်လောက်ပို့ပြီးအဲ့လိုဝင်သွားရင်လည်းပဲအိယာဝင်ခံဒီကုသိုလ်နဲ့ဝင်လာပဲ မနဲ့အိယာထညာအိယာဝင်ကုသိုလ်လေးနဲ့ဖွင့်ပြီးတော့နေတဲ့အချိန်ဟာကို့အတွက်အကျိုးရှိတဲ့ဘဝနေနည်းပဲ။